ဟန်လွန်သည်သူ၏တက်ခဲငယ်လေးတို့ကတပတ်ကြာအနားယူခဲ့တယ်။လီဖေးဤမော်ရာကြောင့်ရှင်ဘက်ပေါ်ရှိဒန်ရသည်အလွန်နှေးကွေးစွာပျော့ကင်းနေစေဖြစ်တယ်။သူမိဖို့ရောင်ထဲတွင်ရိုးရိုးအဆအဆတစ်ခုကိုချက်ပြုံနေစဉ်ရုတ်တရက်အခန်းထဲရှိလေထုထီတုံခါလာခဲ့သည်လင်းမော်ရောင်အလင်းဝိုင်းတစ်ခုပေါ်လာခဲ့တယ်။ထိုအလင်းဝိုင်းမှလူတအူးချီချလာခဲ့တယ်။ထိုသူသည်မော်ဆရာကြီးဒေါက်တာစတီဗင်စထရင့်ဖြစ်တယ်။ဟန်လွန်သည်မကြောက်လန့်ခဲ့ပြီးထူးဆန်းသောအရာများဖြစ်ပျက်ခြင်းကိုသူနေသားကြနေပြီဖြစ်တယ်။ဟန်လွန်ကထိုးလီကိုကြည့်လိုက်ပြီး မင်းကငါသိပါတယ်ဘာလို့ဒီကိုလာတယ်လဲဟူမေးလိုက်တယ်ဒေါက်တာစထရင်က အခုအမေဇုန်မိုးတူတော်ကြီးမှာဂျိုးသားဘိုးချုပ်တကောင်ကြောက်နေတယ်ငါလည်းမောဆွားအားကဂျိုးသားကို ချုပ်နှောင်နေတယ်ဒါပေမဲ့သူ့ကိုတတ်ဖို့အတွက်ကတော့ခန္ဓာကိုယ်ဆွမ်းဟာအလုံးကြီးမစွာလိုအပ်တယ်မင်းရဲ့ဆွမ်းဟာကိုငါလိုအပ်တယ်ကုညီမလားဟုဟန်လွန်အားမြင့်မြတ်လိုက်တယ်ငါကုညီမယ်ဒါပေမဲ့ငါမှတောင်းဆိုစရာတခုရှိတယ်ငါတို့နိုင်ငံရင် လေရင်တစီငါ့ကိုပေးရမည်ဟုဟန်လွန်ကဆွလိုက်တယ် ဒေါက်တာစထရင်ကလည်းခေါင်းညင်ကသဘောတူလက်ခံလိုက်တယ်။ထို့နောက်သူတို့နှစ်ဦးသည်လီမောင်ယောင်အလင်းဝိုင်းကြီးတဲ့ဝင်ရောက်သွားတော့တယ်။ဟန်လွယ်နဲ့ဒေါက်တာစထရင်တို့သည် အမေဇုန်မိုးသစ်တော်ထဲသို့ရောက်ရှိသွားကြတယ်။လေထုသည်ပူအိုက်ဆိုထိုင်းကထူးဆန်းတော့အတန်များနှင့်ပြီးနံနေလေ။သူတို့ခြေတွင်အေယာမကြီးမှပြီးတဒုတ်ထုတ်ခုံနေသောဂျိုသားတီဆောင်မှုတစ်ခုရှိနေတယ်။၎င်းသည်မိုးသစ်တော်ထဲမှအသက်ဆွမ်းအားကိုစုပ်ယူနေသည်။အနာကပင်များသည်မဲနှက်ပြီးတိတ်ဆုံးနေလေ။ဂျိုသားဗိုလ်ချုပ်ကြီးလည်းအိမ်မှာပဲရှိနေတယ်။ဒေါက်တာစထရင်က ငါမော့ဆောင်ကားညင်သူခဏထင်းကျုပ်ထားလိုက်မယ်။မင်းကသူ့လက်ကျန်ဘတ်မှာရှိတဲ့ခရမ်းရောင်အလုံးလေးကိုကွဲချစ်သွားအောင်ထိုးရမယ်ဟုပြောလိုက်တယ်။ဒေါက်တာစရင်ကမော့ဆောင်အားကိုစော့တင်တဲ့ထုံးပြလိုက်တယ်။ရွှေရောင်အလင်းကွမ်းများသည်သူ့လက်များမှထပ်ပေါ်လာကဂျိုးသားဘူဂျူကြီးကိုချီနှောင်လိုက်တယ်။ဂျိုးသားကြီးကကြေလောင်စွာအိုရီဒီသူ့ကိုယ်သူလွတ်အောင်ကြိုးစားခဲ့တယ်။ဟန်လွင်ဒီသူ့ခန္ဓာကိုအတွင်မှနဂါးဆောင်အားကိုအသုံးပြလိုက်တယ်။သူ့ဤခန္ဓာကိုယ်တွင်အနီရောင်ညက်အညိုရောင်အလင်းများဖြင့်စတင်တောက်ပလာတယ်။ဟန်လွင်မှာ ချင်းအောင်ခန္ဓာရသို့ဂျိုးသားစီတို့ပြေးသွားခဲ့တယ်။ဂျိုးသားကချွန်ထက်သောအမောင်စွမ်းနှင်ကိုဟန်လွင်စီတို့ပြစ်လွတ်လိုက်တယ်။ဟန်လွင်စီရှောင်းတိန်ကလေထဲသို့မြင့်မြင့်ခုန်တက်လိုက်သည်။သူရဲ့လက်သေးသည်အောက်ကပြန်တခုလိုတောက်လောင်နေသည်။သူရန်ကောင်းတလောက်ရဲ့ hit order နဲ့အကျူဟန်လွင်စီဂျိုးသားရဲ့ရင်ဘက်သေးကိုတိုက်ရိုက်ထိုးလိုက်တယ်။ဂျိုးသားဘူဂျူကြီးသည်ပြင်းထန်စွာအော်ဟစ်ပြီးအမောင်မုံမြောက်အဖြစ်ပောက်ကွဲသွားခဲ့တယ်။ ထို့နောက်ဒေါက်တာစထရင်းဒီပေါ်တယ်အသည့်တစ်ခုကိုဖွင့်လိုက်တယ်။သူတို့ဒီရန်ကုန်မြို့ရှိဟန်လွင်းဤတိုက်ခန်းသို့ပြန်လည်ရောက်ရှိသွားကြတယ်။ဒေါက်တာစထရင်းကဟန်လွင်းအားဤပညာမြင့်ကရိယာငယ်လေးတစ်ခုကိုပေးရခဲ့တယ်။ထိုကရိယာလေးမှာ jet controller ပင်ခဲ့တယ်။ဟန်လွင်းဒီသူ့လက်ထက်ရှိလေယာဉ်ခေါ်ကရိယာကိုကြည့်နေမိတယ်။ညသူရောက်တဲ့အခါဟန်လွင်းဒီလေယာဉ်ခေါ်ကရိယာကိုနှိပ်ကခေါ်စမ်းကြည့်လိုက်တော့တယ်။